ရှောင်းဝဲမရှိဂျပန်ဖိုင်တာကိုအသာစီးထိုးပြီးအမပင်အဆုံးဖြတ်နဲ့နိုင်ယူပြလိုက်တဲ့ချင်းဖိုင်တာလေးဂျော်ရှော့ဘန်ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချင်းတိုင်းသားလေးဂျော်ရှော့ဘန်ကတော့ UFC မှာနိုင်ပွဲဆက်ခဲ့ပြပါပြီဗန်ဟာဒီနေ့မနေ့ကျင်းပခဲ့တဲ့ UFC 313မှာဂျပန်ဖိုင်တာဆူရူရာနဲ့ထိုးတက်ခဲ့ရတာဖြစ်ပါတယ်ကနေဒါတို့ကဗန်ဟာဘရာဇီးဖိုင်တာဘရူနိုဆေးဘာနဲ့ပွဲတည်ပေးခြင်းခံခဲ့ရပေမဲ့ပွဲနီးမှာဘရူနိုဆေးဘာကနှုတ်ထွက်သွားခဲ့တာကြောင့်ပြန်ပြန်အပြောင်းအလဲဖြစ်သွားခဲ့တာပါ ရိုနောဆေဘာဟာ striker သမားဖြစ်ပြီးတော့ဆူလိုရာကနံပါတ်သမားဖြစ်တာကြောင့်ဘန်အတွက်ခက်ခဲမယ်လို့ပြည်သူတွေကယူဆခဲ့ကြပါတယ်။ဒါပြင်ဆူလိုရာဟာပရိုကစားမားဘွားမှာရှုံးဝဲလုံးဝမရှိသေးတဲ့ fighter ဖြစ်တာကြောင့်လည်းဘန်ရလည်းမကောင်းပါဘူးပြည်သူတွေကစိတ်ပူခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းထိုးသက်ကြတဲ့အခါမှာတော့ချင်း fighter လေးဘန်ဟာအင်စာတေချာလုလာခဲ့ပြီးထင်မှန်မထားလောက်အောင်အသာစီးထိုးသက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဖန်ဟာပွဲစားတယ်ဆိုတာနဲ့သူ့ရဲ့ပုံစံတိုင်းပွဲကိုဥဆောင်ထိုးတက်ခဲ့ပါတယ်အခွင့်အရေးရသလိုဘော်ဒီရှော့တွေပေးနိုင်ခဲ့ပါတယ်ဖန်ရဲ့ဖြောင်းလည်အသေးတွေဝိုင်းလည်အသေးတွေဟာဂျပန်ဖိုင်တာကိုအထိနာစေခဲ့ပါတယ်ဆူရာကလည်းနဗန်းကလာတဲ့သူပီပီဖန်ကိုဝိုင်းလည်တိတ်တောင်းနေလို့ဖို့ကြိုးစားခဲ့ပါတယ်ဆူရာအနေနဲ့ဖန်ရဲ့ခြေထောက်ကိုပြပြဆွဲပြီးတိတ်တောင်းခရနာလုံနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဖန်ကလည်းရအောင်ယုံထွက်ပြီးဆူရာကိုဘော်ဒီရှော့တွေပေးနိုင်ခဲ့ပါတယ်ပထမအကြိမ်မှာဆိုရင်ဖန်ဟာ၃ကြိမ်လောက်တိတ်တောင်းလုံခံခဲ့ရတာဖြစ်ပါတယ် အဲ့ဒီတော့ကျင်တော့မှဗန်အောင်ရုံးပြခဲ့ပြီးဆရူရကိုစတိုင်ကင်နဲ့ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်ဗန်ရဲ့ဒီပွဲမှာအားသာချက်တစ်ခုကဆရူရချုပ်ထားတဲ့အချိန်မှာရအောင်ရုံးနိုင်ခဲ့တယ်လို့ body shot တွေလည်းပြန်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲဆရူရဟာချုပ်ဖို့အားဆိုင်နေရတဲ့အပြင်ဗန်ရဲ့လက်သေးချက်တွေကိုလည်းချိန်မိခံနေရတာအကြောင်းကောင်းကောင်းမချုပ်နိုင်ခဲ့တဲ့အပြင်တက်လုံးပိုင်းလည်းကြာဆင်းလာခဲ့ပါတယ် ground five မှာလည်းဗန်ကပဲအတားအဆီးထိုးတတ်နိုင်ခဲ့သလို stand five မှာလည်းဗန်ကပဲအတားယူနိုင်ခဲ့တာဖြစ်ပါရင်ပထမအချိန်မှာလည်းဗန်ရဲ့ striking ဟာ Srura ထက်၃စကျော်ပိုများခဲ့တာဖြစ်ပါရင်ဒုတိယအချိန်မှာလည်း Srura ဟာတိုက်ကွက်မပြောင်းဘဲနဲ့ချုပ်ဖို့ပဲကြိုးစားခဲ့ပါရင်ဗန်ကလည်း Srura ချုပ်သမျှကိုရအောင်ရုံးထွက်ပြနိုင်ခဲ့သလို striking နဲ့ body shot တွေလည်းကောင်းကောင်းလုပ်နိုင်ခဲ့ပါရင်ဒုတိယအချိန် 10minute မှာကျော်ရင် ဆရူနာရဲ့ချုပ်ပြီးလဲချမှုကြောင့်ဗန်တယောက်လဲချသွားခဲ့ပြီး ground မှာတော်တော်လေးကိုထူထောင်းခံလိုက်ရပါတယ်ဒါပေမဲ့ဗန်ဟာစက္ကန့်ပိုင်းအတွင်းမှာရအောင်ယုံထွက်ပြခဲ့ပါတယ်တော်တော်လေးကိုကောင်းတဲ့ဗန်လို့ပြောရမှာပါအဲ့နောက်ဗန်ဟာဆရူနာရဲ့ချုပ်ွက်တွေကိုကောင်တာပြန်ထောက်ဖို့ကြိုးစားလာခဲ့ပါတယ် ဂျပန်ဖိုင်တာကတိတ်တောင်းလုပ်ဖို့ကြိုးစားတာနဲ့ဒူးတိုက်ချက်တွေတရောင်းလင်းစက်တိုက်တုံးလာခဲ့ပါတယ်။အထုတ်ခင်ရပင်ဆိုရနဲ့ body shot တွေပြန်ပေးတယ်။ဆူရကလည်းဘန်ကိုမချုံနိုင်မှန်းသိတော့ပြန်ထိုးဆိုင်ထိုးဖို့လုပ်ပါတယ်။နှစ်ယောက်သားအပြန်လဲထိုးတန်နိုင်ခဲ့ပေမဲ့ဘန်ကထိချက်ပိုးတာခဲ့တယ်လို့ပြောမှာပါ။နောက်ချင်းစလုံးမှာဘန်ကတိတိတော်တာကိုအနိုင်ရခဲ့ပြီးဆလူရာရဲ့ချုပ်ကွက်တွေကချုပ်ထားတာသာရှိပြီးဘန်ကိုတိတိရဲ့ရောလုပြနိုင်တာဘာမှမရှိခဲ့ပါဘူး။နောက်ဆုံးချိန်မှာတော့ဘန်ကတက်လုံကိုခြေကစားလာခဲ့ပါတယ်။မလို့အပ်ပဲအမားမခံတော့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီအချိန်မှာအလဲထုမခံရရင်သူနိုင်မယ်ဆိုတော့ဘန်တယောက်ကောင်းကောင်းတည်ထားပါတယ်။ဆလူရာကတော့ဘန်ကိုချုပ်လို့ကလည်းမရ၊စတရိုက်ကင်ဘိုင်းပါလေအမသ ာရာကြောင့်ကောင်တာချောင်းကစားဖို့ပဲပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ပွဲကြည့်ပြတဲ့အချိန်မှာတော့အနိုင်ရှုံးမပါတာကြောင့်အမမေးအရှုံးဖြတ်ခံယူခဲ့ရမှာအမမေးတိုင်သုံးစလုံးကဗန်ကိုအနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဆရူရာကဒီပွဲမှာချုပ်ကွယ်ပြုတ်လို့တဲ့အချိန်ရဲ့အတွက်ပေါ့အချိန်30ကျော်လောက်ကိုရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ထဲမှာဗန်ကိုကောင်းကောင်းချုပ်မိစေခဲ့တာဆိုလို့၃ချိန်လောက်ပဲရှိမြဲလို့ထင်ပါတယ်။ဗန်ဟာဆူရူရာရဲ့ချုပ်ကွက်တွေကိုဘလို့ပုံစံမျိုးနဲ့ပဲလာလာအကောင်းဆုံး defend လုပ်ပြသွားခဲ့သလိုစတန်ဖိုက်ချင်းရှင်ထိုးရမှာလဲထိရောက်တဲ့တိုက်ခိုက်မှုတွေကိုလုံနိုင်ခဲ့တာပါ ချုပ်ကွက် defense အပိုင်းမှာအတော်လေးပြင်ဆင်လာခဲ့တာကြောင့် van နေနဲ့အခုလိုမျိုးပြည့်ပြည့်သားသားအနိုင်ရရှိခဲ့တာဖြစ်ပါရင် van ကပြန်ပြန်ချုပ်ကွက်တွေကိုကောင်းစွာဂိုင်းတွင်နိုင်ပြခဲ့ပြီး stand five ဘိုင်းမှာလည်းအတားရအောင်ထိုးနိုင်ခဲ့တာကြောင့်ပွဲပြီးမှာအခုလိုမျိုးအမှတ်ပေးအဆုံးအဖြတ်နဲ့ပြည့်ပြည့်သားသားအနိုင်ရရှိခဲ့တာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ